ဒိုးလေးမင်းတော်ဒီပဲရောက်သွားပြီအဲဒိုးလေးဆိုတဲ့ character ကိုကိုကိုရန်ကသဘောကျနေတာဗာကျွန်တော်မှတ်မိလွယ်တာဗောနော်ဒိုးလေးဆိုတော့ဟုတ်ဇိုးမောပါဦးဆရာရယ်ပြည်တွင်းပြလူမအခုဒီဇိုးထောင်မှာဒိုးလေးလို့လူသိသွားတယ်အဲ့တော့ကျွန်တော်ကဒီယာနဲ့ပဲရိုက်ပြီးတော့ဒီယာရိုက်ဆရာမရှိလဲမရိုက်တော့ပဲねတခြားအလုပ်လုပ်လို့မှာအဲကျွန်တော်ကျွန်တော်ဝါသနာပါတချင်းဆိုတာရှိတယ် amplet တွေဆိုမယ်ဒါပဲလုပ်တော့မယ်ဟိုတခြား character မမိတာမျိုးကြီးကိုမလုပ်ချင်တော့ဘူးဒိုးလေး မင်းသမီးကိုတခြားစောင့်ရှောက်ပါကျွန်တော်ကျွန်တော်တစီလဲမောင်းနေတာဟုတ်အခုဟာဒိုးလေးဘလို့လဲဒိုးတောင်ကနှစ်လားမလို့လားမလားဘာလဲလုံးဘာညာဆိုအဲအဲ့လိုလူတွေအဲ့လိုပြိတ်သက်တွေပေါ့နော်မျောလင်းနေတဲ့အကိုတွေရောဘော်ဒါတွေအားလုံးဒိုးတောင်နှစ်ယုံတင်လို့ရှိရင်လာပြီးအားပေးပါဝင်လို့အရှင်မိုင်းတွေရော fighting scene တွေရောတေးချာတေးချာပြင်ဆင်ထားတယ်ဗျာကျွန်တော်မြင်ရတယ်လေကိုသောကိုသူရုဆန်တို့ဘလို့ပြင်ဆင်လဲဆိုတာကျွန်တော်အကုန်ပြောလို့မရလို့ လည်းရုံပေါ်ရောက်ရင်ကြည့်ပါအောင်လို့ဟုတ်အနားနဲ့ကြာပြီဆိုတော့ကျွန်တော်ဒီကပထမဇိုးတထောင်တက်လို့ပြောလို့ရတဲ့ကားမှာကျွန်တော်ပါခဲ့ဘူးတယ်။အဲဗီဒီယိုကားမှာကျွန်တော်အဲဇိုးတထောင်တက်မှာပါခဲ့ဘူးတဲ့အခါကျတော့ဒီနှစ်ပေါ့ဒီရုပ်ရှင်ကားကြီးရိုက်တဲ့အခါကျတော့ကျွန်တော်အော်တိုပါပါ။ဟုတ်ကဲ့ကိုသူရူးဆန်ခေါ်တာဟုတ်။ဇိုးမို့ပါဦးဆရာရယ်။ပြည်တွင်းပြည်လူမိုက်။ဟာ။ဖမ်းမယ်လေးကလှလိုက်တာပေါ့ အဲလွန်ခဲ့တော့9နှစ်10နှစ်လောက်ကြာမှန်းနဲ့တူပဲအဲ့တော့ drive ဟုတ်အဲ့တော့ကကိုသူရူးဆန်ရိုက်တာ driver ကိုသူရူးဆန်อืมအဲ့တော့ကကိုသူရူးဆန်ကျွန်တော်ရဲ့မမေကဗျာရဲ့ဥငှက်ဥငှက်ပြောကြော်ဝူရှူဝါကြီးရဲ့ဟုတ်ဝူရှူဝါကြီးရဲ့ဝူရှူဝါကြီးကတော့ဆက်ပါလာပါလာပေါ့ဟုတ်အေးဒီရက်ကွာမှာငှက်ကြီးဆိုရင်အကုန်ပြီးတယ်ကေရကြတော့ကျွန်တော်အဲ့ပထမပိုင်းဇိုးထောင်တက်တော့ကအဲ့တော့သပင်းအရှိကြီးပဲဘောလုံးကန်နေတဲ့ကားမရိုက်တော့ဘူးဆိုပြီးတော့ဘောလုံးကန်သပင်းအရှိကြီးထားတာလားကိုစော်မိုးက ဖေအမင်းနဲ့မိုက်တယ်တဲ့အဲ့ဒါပဲပုံနဲ့မင်းနဲ့ပဲလိုက်တယ်တဲ့ကျွန်တော်ကတငယ်ချင်းတောင်ပြောတယ်အခုသူ့ကိုခေါ်ရိုက်ပါရင်ရှောက်ပြောတော့မဟုတ်ဘူးမင်းနဲ့ပဲလိုက်တယ်မင်းပဲရိုက်ဆိုတော့ကျွန်တော်ရိုက်ဖြစ်သွားအဲ့တုန်းကသဗင်ကတော့အရှိအခုကတည်းကမရရအောင်တော့စီတာပဲဒါတော့ direct လူငယ်တွေပုံစံပေါ့ဟုတ်ကဲ့ဟုတ်ဟာဘူး game over ဖြစ်သွားတယ် scale bar နဲ့ထိုးခံလိုက်ဇာကွင်းပြောင်းနေဖီတော့အရင်တော့ကိုဘော်ဒါအဟောင်းနေပြန်တွေ့ရတယ်ဝမ်းတာတာပေါ့အဓိကတော့ကိုလှုပ်ချင်တဲ့လှုပ်ပြန်လို့ကတော့ပျော့တာပေါ့အချမ်းမို့ဒီတိုင်းပါပဲ ူးကြမရှိပါဘူးရိုက်တာအားလုံးကျွန်တော်တို့၈၉လောက်ရှိနေတူတယ်ကျွန်တော်အရင်အဲ့ပထမဇိုးတထောင်တော့ကလည်းဒီ fashion ပဲလေဒီပုံစံပဲကိုသူလူဆန်ညီလေးမင်းကဒီတိုင်းပဲဝက်မင်းပုံစံဒီတိုင်းပဲအဲအဲ့လိုဆိုတော့ကျွန်တော်အထူးကြပြင်ဆင်စရာတော့မရှိပါဘူးဒါပေမဲ့ तू ကဂျင်းတွေပါ workout လုပ်တာတဲ့နည်း body sweat ကြပါတော့ကျွန်တော်လည်းမဆော့တာကြပြီးတော့နည်းတော့ပြန်ဆော့ရတယ်အဲဒီ fighting mind တွေပါတွေကတော့ကိုသူလူဆန်တို့နဲ့တခြားမင်းသားတွေလည်းအများကြီးပါလာတာဟုတ်အဲ့တော့သူတို့ကတော့ ကြိုပြီးတော့ fighting scene တွေအတွက်ရောတခြားအဲ့ action scene တွေအတွက်ပေါ့နော်သူတို့တော်တော်ပြင်ဆင်ထားတယ်ဗျာကျွန်တော်ကျတော့အကုန်ပြောပြလို့မရဘူးပေါ့နော်အခုဒီဇိုးရထောင်မှာဒိုးလေးလို့လူသိသွားတယ်အဲ့အတွက်ကျွန်တော်ကဒီယာနဲ့ပဲရိုက်ပြီးတော့ဒီယာရိုက်ဆရာမရှိလဲမရိုက်တော့ပဲねတခြားအလုပ်လုပ်လို့မှာအဲကျွန်တော်ကျွန်တော်ဝါသနာပါတချင်းဆိုတာရှိတယ် amplet တွေဆိုမယ်ဒါပဲလုပ်တော့မယ်ဟိုတခြား character မမိတာမျိုးကြီးကိုမလုပ်ချင်တော့ဘူးဒိုးလေး မင်းတော်ဒီပဲရောက်သွားပြီအဲအိတ်ခံသားကျတော့ကျွန်တော်လွန်ခဲ့သော9နှစ်6နှစ်လောက်ထဲကကျွန်တော်အိတ်ခံသားကျကိုရတာဘာလို့လဲဆိုတော့ကျွန်တော်ကအရင်တော့ဇပ်ပုတ်လုပ်ခဲ့တာအများကြီးရက်ခဲ့ဘူးလေတကယ်ချင်းကနေဒါပေမဲ့အဲ့ဒီမှာကျွန်တော်တို့ရုပ်ရှင်အစည်းအဝေးဘောလုံးကန်တဲ့အခါကျတော့ရွှေပြည်သားမှာမှတ်မဲ့ရအိတ်ကားထွက်ပြီးတော့တနှစ်လောက်ကြာနေပြီတနှစ်လောက်မကနှစ်နှစ်လောက်ကြာနေတော့အဲဘောလုံးသွားကန်တော့ဒိုးလေးဆိုတော့ခေါ်ကျွန်တော်ကြားဘူးနေပေါ့ဒီအဘဲကြီးတဲ့ခမောက်ခေါ်ဩကျွန်တော်နောက်မှဩငါဟိုကားရိုက်ထားတာဇိုးတောင်ရိုက်ထားတာပဲပေါ့နော်ဟုတ်ကဲ့ကျေးဇူးတင်ပါအိတ်ထဲနဲ့ကျွန်တော်ဟာ ငါ့ကိုအတိမတ်ပြုတ်တယ်လို့ဒီကားမှာတခုရလိုက်တော့ပရိသတ်ကအတိဟုတ်ကဲ့အတိမတ်ပြုတ်ပါပြီးတော့ဇပင်ကလည်းကျွန်တော်အဲ့တော့အရှိအဲ့လိုစီးထားတဲ့ခါကျတော့သူကတန်းပြီးတော့မှတ်မိပါလားဟုတ်ကျွန်တော်ကျွန်တော်ကတစီလဲမောင်းနေတာဟုတ်အခုဟာဒိုးလေးဘလို့လဲဇိုးတောင်ကနှစ်လားမလို့လားမလားဘာလဲလုံးဘာညာဆိုအဲအဲ့လိုလူတွေအဲ့လိုပရိသတ်တွေပေါ့နော်မျောလင်းနေတဲ့အကိုတွေရောဘော်ဒါတွေအားလုံးဇိုးတောင်နှစ်ရုံတင်လို့ရှိရင် လာပြီးအားပေးပါဝင်လို့ဒီ action mind တွေရော fighting scene တွေရောတေးချတေးချပြင်ဆင်ထားတယ်ဗျာ ျွန်တော်မြင်ရတယ်လေကိုသောကိုသူလူဆန်တို့ဘယ်လိုပြင်ဆင်လဲဆိုတာကျွန်တော်အကုန်ပြောလို့မရလို့ရုံပေါ်ရောက်ရင်ကြည့်ပါအောင်လို့ဟုတ်ဒိုးလေးမင်းသမီးကိုတခြားဆောင်ရှောက်ပါဒီကလေးလေးကိုမာရုလိုပေါ်မျိုးဖြစ်စေနဲ့ပါအဲဒိုးလေးဆိုတဲ့ကာရိုက်တာကိုကိုကိုရန်ကသဘောကျနေတာဗာကျွန်တော်မှတ်မိလွယ်တာပေါ့နော်ဒိုးလေးဆိုတော့ဟုတ်ပိုသဘောကျတယ်ဟုတ်တယ်ကျွန်တော်ကအမှန်တမ်းပြောအဲ့လိုကာရိုက်တာတစ်ခုကိုပိုင်မနိုင်လို့ရှင်တာလေ အဲ့ဒီကားထဲမှာလည်းမမတ်ရ fighting scene တစ်စင်းပါတယ်ပေါ့နော်ကျွန်တော်ကိုသူဆန်ညီလေးမင်း fight ရမှာချက်ချင်းပဲကိုသူဆန်သူကိုယ်တိုင်ဒီ fighting scene ကိုသူဂွင်နေပါတယ်ပြီးတော့သူကိုယ်တိုင်ကင်မရာနဲ့တရားရိုက်ပေးတာအဲ့တော့လည်းကျွန်တော်ကဂျွန်ဘာကြီးပါဆော့နေတာဟုတ်အဲနဲပါပါလည်းမာရှယ်ကနဲပါလေးလေးချင်းဘူးတဲ့အခါကျတော့ ready position ဖြစ်သွားတာအဲ့ဒီတော့ကျွန်တော်လည်းအံဝင်ခွင့်ရဖြစ်သွားအဲ fighting အစင်းပါလေဆိုရင်လေလက်ဝိတ် ကွင်းနေသွားလိုက်လေ့ကျင့်လိုက်ဘတ်စကတ်ဘောကွင်းနေသွားလေ့ကျင့်လိုက်ဒါပေမဲ့ပါလို့ရှိရင်ကိုကမလုပ်အောင်ငါတို့ထိုင်ပြီးတော့ဟေးဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့အဲ့လိုပဲလုပ်ရတာမျိုးလေးတမရက်ခင်လေးမှာဆက်ကြပြီးတော့ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဗျဟုတ်